လန်ဒန်မြို့မှရန်ကုန်မြို့သို့ပြန်တန်းနေသောခရီးသည်တင်လေယာဉ်ကြီး၏အတွင်ပိုင်းလူအများစုမှသူတို့၏ဖြောပြေးဖန်သားပြင်များတွင်အာယုံဆိုင်နေကြသည်။ဒို့မဟုတ်နှစ်နှစ်ချိုက်ချိုက်အိမ်မောကျနေကြသည်။လေယာဉ်၏နောက်ဆုံးတန်းအိမ်သာခန်းနီးရှိထိုင်ကုန်တွင်တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေသည့်အရက်မောင်းမောင်းနေလောင်ထားသောအသားရည်ရှိသည့်အမျိုးသားတဦးကိုမူမြေသူကမြသတိထားမိပုံမပေါ်သူ၏ရိုးစင်းလာသောစစ်ဝတ်စုံကြောင့်မဟုတ် သူ၏မျက်နှာပေါ်မှတည်ငြိမ်လွန်းသောအမူအရာကြောင့်ဖြစ်သည်။သူနှင့်မနီမဝေတွင်ထိုင်နေသောဥရောပတိုက်တာစီးပွားရေးသမားတဦးကသူအားမထီမဲ့မြင်တစ်ချက်ကြည့်ကသူ၏ဇနီးဖြစ်သူကိုတိုးတိုးလေးပြောလိုက်သည်။အဲ့ဒီမှာကြီးစန်းစစ်သားရဲလားကြည့်ရတာလေသမားတယောက်လိုပဲ။ဒီလိုရုပ်ရည်နဲ့စစ်သားလုပ်လို့ဖြစ်ရဲ့လားကွာ။သူ၏ဇနီးကရေတံတက်တဲ့ဖြင့်ပြန်ပြောသည်။ရှူတိုးတိုးနေစမ်းပါရှင်။ ူကြားတော့ပေါအောင်မယ်ဒါပေမဲ့ရှင်းစကားလဲဟုတ်သားပဲကြည်ရတာအထင်ကြီးစရာတကွမှမရှိဘူးသူတို့ဤစကားတန်များသည်တင်းငယ်တော်လဲလေရင်ပြန်တစ်ခုလုံးဤတိတ်ဆိတ်မှုကို ထိုးဖောက်သွားတကယ်တို့ဆူရှလာသည် ထိုးစစ်သားတက်ကြက်ကြီးအောင်ကျော်တစ်ချက်မြပင်လှုပ်ရှားခြင်းမရှိသူဤမျက်လုံးများကိုမှိတ်ထားစေဒေါသထွက်ခြင်းသို့မဟုတ်ရှက်ရွံ့ခြင်းကြောင့်မဟုတ်သူဤစိတ်ထဲတွင် ပူမိုကြီးမသောတာဝန်ဝတ္တရားများနှင့်အတွေ့အကြုံများကကဲယောင်းနေသောကြောင့်ဖြစ်သည်။လေရင်မောင်မယ်များပင် သူ့ကိုအလေးထားပုံမပေါ်အစားအသောက်များလာချပေးခြင်းတွင် သူ၏ဘန်းကို နောက်ဆုံးမှချပေးသည့်ရေတခွက်တောင်းရင်ပင် မလိုအပ်ဘဲအချိန်ဆွဲနေတတ်သည့်လူအချို့ကသူ့ကိုကြည့်ကာခေါင်းခါကြသည်သူတို့၏မျက်လုံးများထဲတွင်ဒီလိုလူကဘာလို့ဒီလိုခီးရှည်ကြီးကိုလိုက်စည်းနိုင်ရတာလဲဟူသောမေးခွန်းများထိုလေရင်ပေါ်တွင် မိသူတဦးတယောက်ကမှတက်ချက်ကြီးအောင်ကြော်သည်ကဘာအတော်ဆုံးအထူးတပ်ဖွဲ့ဝင်များသာ တက်ရောက်ခွင့်ရသည် United Kingdom နိုင်ငံရှိအထူးစစ်စေရေးလေ့ကျင့်ရေးကြောင့်မှ အကောင်းဆုံးဘွဲကိုရရှိခဲ့သူဖြစ်ကြောင်းမသိကြပေသူသည်ရေခဲတောင်များပေါ်တွင်ရှင်တန်ရေးအကျန်းဖက်သမားများ၏လက်ထဲမှတစခန့်များကိုကဲတင်ရေးပြကြနေသောလေရင်ကိုထိန်းချုပ်မောင်းနှင်ရေးစသည်အသက်နှင့်ရေးရသောလေ့ကျင့်ခန်းပေါင်းများစွာကို ထိတ်ဆုံးမှကြော်ဖြတ်ခဲ့သူဖြစ်ကြောင်းသူတို့မသိကြထိုးထက်ပို၍နာယီအနေငယ်အကြာတွင်ပေပေါင်း၃၅000မြင့်သော ကောင်းကင်ရန်ထပ်၌အသက်နှင့်တည်ချင်းကြကစက္ကန့်ပိုင်းအတွင်းသူတို့အလုံးဤအသက်သခင်ဖြစ်လာမည်တဦးလေးသောမျှော်လင့်ချက်မှသူတို့မထီမဲ့မြင်ပြုခဲ့ကြသည်ဤတိတ်ဆိတ်ငြိမ်သက်သောမြမစစ်သားပင်ဖြစ်လိမ့်မည်ဟုမိသူကမှထင်မှတ်ထားခဲ့ကြမည်မဟုတ်ပေဤဇလန်သည် ရဲစွမ်းတတိအကြောင်းမြတာမဟုတ်အီဇလန်သည်တိတ်ဆိတ်ချင်းဤစွမ်းအားအထင်သေးခံရသူတဦးဤတည်ငြိမ်ခြင်းနှင့်မြမတမတော်သားတဦးဤဂုံတိတ်ခါကမာနကြီးသောကဘာကြီးကိုပင်ဦးမြတ်သွားစေခဲ့ပုံအကြောင်းဖြစ်ပါသည်တင်သည်လည်းတခါတရံတင်ဤရုပ်ရည်တွင်ပင်တင်ဤစကားပြောဟန်တို့မဟုတ်တင်ဤနောက်ခံဘဝကြောင့်အထင်သေးခံရဘူးပါကယနေ့ဇလန်းသည်တင်းအတွက်ဖြစ်ပါသည်အဆုံးထိ နားထောင်ကြည့်ပါ တခါတရံမှာ တိတ်ဆိတ်ခြင်းကကအကျေလောင်ဆုံးသောအတန်ဖြစ်ကြောင်းတင်နာလေသွားပါလိမ့်မည်။အောင်ကျော်သူ၏မျက်လုံးများကိုမှိတ်ထားလိုက်သည်သူ၏စိတ်အစဉ်သည်လေရင်ခန်း၏အေးဆက်သောလေထုထဲမှလွန်ခဲ့သောလအနေငယ်ကအဖြစ်ပြက်များစီသို့ပြန်လည်ရောက်ရှိသွားသည်။ထိုင်းနိုင်ငံ၏နှဆိုင်သောတောနှက်ကြီးထဲတွင် နိုင်ငံပေါင်းစုံအထူးတပ်ဖွဲ့များ၏တော်ဝင်မွေဟောက်ဟုအမည်ပေးထားသောပူးတွဲစည်ရေးလေ့ကျင့်ပွဲကြီးတစ်ခု နေအောင်ကြည်ပင်မထိုးဖောက်နိုင်သောတစ်ပင်ကြီးများဆူဆူထိုင်းမိုင်းသောလေထုနေ့အချိန်တိုင်းကြားနေရသော တောကောင်များ၏အတံများဖြင့်ထိုနေရာသည်ငရဲပြည်အငဲစားတစ်ခုနှင့်ပင်တူနေသည်အမေရိကန်ဖီဒိန်စင်ကာပူတောင်ကိုရီးယားတို့မှ အထူးတပ်ဖွဲ့ဝင်များသည်သူတို့၏နောက်ဆုံးပေါ်လက်နက်များအပူချိန်ဖြင့်ရန်သူကိုရှာဖွေနိုင်သောကိရိယာများ ောင်းတူမဲ့လေရင် drone များနေ့ဒေါ်လာတန်းချီတန်သောဆက်သွယ်ရေးဆက်ပစ္စည်းများဖြင့်တပ်စခန်းတစ်ခုလုံးကိုခင်မီနီးပညာပွဲတော်တစ်ခုအလားထင်မှတ်သွားစေသည်ထိုတပ်ဖွဲ့များ၏ကြားတွင်မြန်မာတပ်မတော်မှအထူးတပ်ဖွဲ့ဝင်6ဦးပါဝင်သောအဖွဲ့ငယ်လေးတစ်ဖွဲ့သူတို့၏ခေါင်းဆောင်မှာတက်ကြွကြီးအောင်ကျော်ပင်ဖြစ်သည့်သူတို့သည်ခင်မီပစ္စည်းများနှင့်မဟုတ်ရိုးရှင်းသောမှတသက်နှက်များလမ်းညော်ဖြစ်သုံးရန်တန်လိုက်အိမ်မြောင်တစ်လုံး နှင့်နှစ်ပေါင်းများစွာအသုံးခံခဲ့သည်စစ်ဟောင်းများသာသူတို့၏အဖော်မူများဖြစ်ကြသည် သူတို့၏ခြေထောက်များတွင်တော်တွင်သောကင်းဘက်ဖက်နှက်များသူတို့တပ်စခန်းသို့ရောက်ရှိလာသည့်ပထမဆုံးနေ့တွင်ပင်လောင်ရည်တပ်များနှင့်မထီမဲ့မြင်ပြုသောအကြည့်များကိုသူတို့ရရှိခဲ့သည့် စင်ကာပူတပ်ဖွဲ့မှအရာရှိငယ်တဦးက သူ၏တပ်ဖွဲ့ဝင်များကိုလက်တို့ကဟိုမာကြည်စန်းမြန်မာတပ်ဖွဲ့ရဲ့သူတို့ စစ်တိုက်ထွက်လာတာလားဒါမှမဟုတ်တောလေထွက်လာတာလားငါတို့က drone တွေတွေတုံးနေတဲ့အချိန်မှာသူတို့ကတန်လိုက်အိမ်မြောင်နေတယ်ဒါဒုတိယကမ္ဘာစစ်တုံးကနီးပညာတွေမဟုတ်ဘူးလားရေတံများပြက်လွင့်သွားသည်မြမတက်ဖွဲ့အတွက် နေရာချထားပေးသည့်စခန်းမှာလည်းအခြားတက်ဖွဲ့များနဲ့အလန့်ဝေးกว่าသောတောင်ကုန်းဆောင်တစ်ခုပေါ်မှယူရင်းနေသောတဲအဟောင်းတလုံးသာ လေးပေးဆက်မရှိတန်ရှင်းသောရေမရှိတို့သော အောင်ကျော်နှင့်သူ၏ရဲဘော်များသည် စကားတခုမျှမငြင်းညူခဲ့ကြသူတို့သည်တိတ်တဆိတ်ပင်တဲပတ်ဝင်းကျင်ကို ရှင်းလင်းသည်ရရှိလာသောဝါများကိုခုတ်ထစ်ကာကင်းဆောင်ရန်အတွက်ရိုးရှင်းသောထောင်ချောက်များကိုကျွမ်းကျင်စွာပြုလုပ်ကြသည်ထိုမြင်ကွင်းကို အဝေးမှလှမ်းကြည့်နေသောဂီတိန်အထူးတပ်ဖွဲ့ဆန်စမဝါရင်အရာရှိကြီးတို့ဦးဘုံမူကြီးဒေးဗစ်ကသူ၏မဆုစာအုပ်ထဲတွင် တိတ်တဆိတ်ရေးမှတ်လိုက်သည့်မြန်မာတပ်ဖွဲ့ဤပညာကူညီမရှိတဘာဝပတ်ဝန်းကျင်နှင့်တသားရဲကြအောင်နေထိုင်နိုင်စွာအလိုမြင့်မှာသူတို့ကိုရှော့တွက်လို့မဖြစ်ဘူးညနေပိုင်းလေ့ကျင့်ရေးအစီအစဉ်များကို ရှင်းလင်းသည့်အစည်းအဝေးတွင် American တပ်မှုက သူတို့၏ drone များက1ကီလိုမီတာပတ်လည်ရှိရန်သူများ၏လှုပ်ရှားမှုတိုင်းကိုမြေတို့ထောက်လန်းနိုင်ကြောင်းဂုံယူစွာရှင်းပြနေသည့်တောင်ကိုရီးယားတပ်ဖွဲ့ကသူတို့၏အာရုံခံကြိယာများက မြေကြီးထဲတွင်ဝတ်ထားသောမိုင်းများကိုပင်မိတို့ရှာဖွေနိုင်ကြောင်းတင်ပြနေသည်မြမတပ်ဖွဲ့၏အလဲရောက်သောအခါ အောင်ကျော်ကရှေ့သို့ထွက်လာပြီးရိုးရှင်းစွာပြောလိုက်သည် ကျွန်တော်တို့မှာခင်မီနီးပညာတွေမရှိပါဘူးဒါပေမဲ့ကျွန်တော်တို့မှာတောတောင်တွေရဲ့ဘာသာစကားကိုနားလည်တဲ့နားတွေရန်သူရဲ့ခြေရာကိုခွဲခြားနိုင်တဲ့မျက်လုံးတွေပြီးတော့ဘလို့အခြေအနေမှမဆိုအသက်ရှင်အောင်ရုန်းကန်နိုင်တဲ့စိတ်ဓာတ်တွေရှိကြပါတယ် သူဤစကားဆုံးသောအခါခမ်းမတစ်ခုလုံးတိတ်ဆိတ်သွားသည် အချို့ကလှောင်ရဲခြင်းတော်လဲအောင်ကျော်ဤတည်ငြိမ်လွန်းသောမျက်လုံးများကြောင့်သူတို့မရေရဲကြထိုမျက်လုံးများထဲတွင်စိန်ခုံမှုများအတွေ့အကြုံများနှင့်မြည်သည့်အရာကိုမျှမကြောက်ရွံ့သည့်တမဏိကဲ့သို့သောစိတ်ဓာတ်တို့ကိန်းအောင်နေသည် လေ့ကျင့်ခန်းများစတင်ပြီးပထမဆုံးလေ့ကျင့်ခန်းမှာညအချိန်တွင်သတ်မှတ်ထားသောနေရာတစ်ခုသို့ ရန်သူဤကင်းပုံများထောင်ချောက်များကိုကြော်ဖြက်ကာရောက်ရှိအောင်တွားရမည်တိတ်ဆိတ်စွာချင်းကက်ခြင်း silent approach လေ့ကျင့်ခန်းဖြစ်သည်အခြားတပ်ဖွဲ့များသည်ညဘက်မြင်ကွင်းကြီးမှန်ဘလူးများအတန်မကြားရအောင် ပြုလုပ်ထားသောဖက်နက်များနှင့်လမ်းညွှန်မှုများဖြင့်တွားကြသည် သူတို့၏လှုပ်ရှားမှုတိုင်းကို အခြေစိုက်စခန်းမှကွန်ပျူတာဖန်တားပြင်များပေါ်တွင်အသေးစိတ်ကြည့်ရှုနေနိုင်သည် မြမတက်ဖွဲ့ကမူထိုအရာများတစ်ခုမှမတုံးအောင်ကျော်နှင့်သူ၏အဖွဲ့သည်မျက်နှာများတွင် ရှုများတိရွက်ချောင်းများဖြင့်ဖုံးကွယ်ထားကြသည်သူတို့သည်တောကောင်များ၏အော်တန်များကိုအချက်ပြတန်အဖြစ် အသုံးပြုကြသည်ဥပမာညင်းငက်တကောင်အော်လိုက်လျင်ရှေးဆက်တူရန်မြောက်တကောင်အော်လျင်အနေရရှိသည့်ဖြင့်ရက်တန်ရန်လေးကြည့်ရေးကိုစောင့်ကြည့်နေသောအကဲဖြတ်တိုင်များ အံ့ဩသွားကြသည့်မြန်မာတပ်ဖွဲ့၏တီမီယာကို သူတို့၏အပူချိန်ရှာဖွေသည့်ကြိယာများပေါ်တွင် မတွေ့ရသူတို့သည် လုံးဝပျောက်ွယ်သွားတကယ်သူစင်ကာပူတပ်မှုကဒေါသတကြီးဖြစ်စက်ခန်းကိုအော်ပြောသည်မင်းတို့ဆက်တွေအလုလုရဲ့လားမြန်မာအဖွဲ့ပဲရောက်သွားလဲထိုချိန်တွင်ဘုံမူကြီးဒေးဗစ်ကပြုံးလိုက်ပြီး သူတို့ကမင်းတို့ရဲ့ဆက်တွေထဲမှာမရှိဘူးသူတို့ကတောကြီးရဲ့တစိမ့်တစ်ပိုင်းဖြစ်သွားပြီသူတို့ကလေလိုပဲမင်းတို့မမြင်နိုင်ဘူးဒါပေမဲ့သူတို့အနားမှာရှိနေတာကိုတော့ခံစားမိလိမ့်မယ်လေးနာရီအကြာတွင်တက်ဖွဲ့အလုံးတန်းတိုင်သူရောက်ရှိလာကြသည်တို့တော့အောင်မြင်မှုမှတ်တမ်းများကအလုံးကိုအံ့အားသင့်စေခဲ့သည်အမေရိကန်တက်ဖွဲ့ simulated ထောင်ချောင်းနှစ်ခုမိသည်တောင်ကိုရီးယားတက်ဖွဲ့ ကင်းမုံတယောက်နဲ့ထိတ်တိုက်တွေ့သည်မြမတက်ဖွဲ့မှမူမိသည်ထောင်ချောက်မိသည်ကင်းမုံနှင်းမြမတွေ့ဆုံခဲ့ပဲအချိန်မတ်အနည်းဆုံးဖြင့်တန်းတိုင်းသို့ရောက်ရှိခဲ့သည်သူတို့၏အောင်မြင်မှုမှာတိတ်ဆိတ်ခြင်းပင်ဖြစ်သည်သူတို့သည် ရန်သူကို မတိုက်ခိုက်ရန်သူက သူတို့ရှိနေသည်ကိုပင်မသိလိုက်ခြင်းဖြင့်အောင်ပွဲခံခဲ့ကြသည် လေ့ကျင့်ရေးစခန်းတစ်ခုလုံးတိတ်ဆိတ်သွားသည်ယခင်ကလောင်ရဲခဲ့ကြသူများ၏မျက်နှာများတွင် အံ့ဩခြင်းမယုံနိုင်ခြင်းနှင့်လေးစားမှုအရေးရောက်များစတင်လာသည်အောင်ကျော်နှင့်သူ၏အဖွဲ့သည်မိသည့်စကားများမပြောဘဲသူတို့၏တဲအိုလေးစီတို့တိတ်ဆိတ်စွာပြန်သွားကြသည် သူတို့အတွက်မူဤဒီမှာအစသာရှိသေးသည်နောက်ဆုံးနေ့အဆုံးဖြတ်ပေးမိလေ့ကျင့်ခန်းဒသခန်းကေတင်ရေးစစ်စင်ရေးဇလန်းမှာအကျန်းဖက်သမားတစုကရွာတရွာကိုတိမ့်ပိုက်ထားပြီး အရေးကြီးပုဂ္ဂိုလ်တဦးကိုဒါစခံဖြစ်ဖမ်းဆီးထားသည့်အထူးတပ်ဖွဲ့များ၏တာဝန်မှာဒါစခံကို အသက်ရှင်လျက်ဘီမတီယံမခကေတင်ယံနှင့်အကြမ်းဖက်သမားများကို ခြေမုံရန်ဖြစ်သည်ထိုရွာပုံစံတုပတ်လည်တွင် အာယုံခံကရိယာများကင်မရာများနှင့်အတန်ဖန်းဆက်များအပြည့်တက်ဆင်ထားသည့်တင်းငယ်သောအတန်တစ်ချက် သူမဟုတ် မလိုအပ်သောလှုပ်ရှားမှုတစ်ခုကပင်အချက်ပေးခေါင်းလောင်းကိုမြည်သွားစေနိုင်သည်ပထမဆုံးဝင်ရောက်သည့်အဖွဲ့မှာ American Navy Seals အဖွဲ့သူတို့သည် drone များဖြင့်ရွာ၏အခြေအနေကို အရင်ထောက်လန်းသည်ထို့နောက် ရဟတ်ယာဉ်များဖြင့်အမိုးပေါ်မှကျိုးဖြစ်စင်းတက်ကလျှက်တပြက်ဝင်စီးသည့်ပောက်ကွဲတံများတနတ်တံများ စုညံသွားသည့်15မိနစ်အတွင်သူတို့ဒသခံကိုကဲတင်နိုင်ခဲ့သည်သို့သောစစ်စင်ရေးအတွင် simulated အကြံဖက်သမားတို့အူကဒသခံကိုဓာဖြင့်ထောက်ထားနိုင်ခဲ့သောကြောင့်အမှတ်များစွာရော့သွားသည်နောက်တစ်ဖက်စင်ကာပူတပ်ဖွဲ့သူတို့သည်နေရံများကိုဖောက်ထွင်းမြင်နိုင်သည်ရေဒါစနစ်များသုံးကအဆောက်အဦးတွင်ရှိလူများ၏တည်နေရာကိုရှာဖွေသည်ထို့နောက် အတန်တိတ်တနတ်များဖြစ်တိတ်တဆိတ်ချင်းကပ်သည် သူတို့၏နိဗ္ဗူဟာမှာအလွန်ကောင်းမွန်တော်လဲအာယုန်ခံကရိယာတစ်ခုကို မတော်တဆအထိမိသောကြောင့်အချက်ပေးတန်ထွက်ပေါ်သွားပြီးအကျန်းဖက်သမားများကျူတင်ပြင်ဆင်သွားနိုင်ခဲ့သည် နောက်ဆုံးမြမတပ်ဖွဲ့၏အလက်အောင်ကျော်နှင့်သူ၏အဖွဲ့ဝင်၅ဦးသည်ရွာ၏အပြင်ဘက် ကီလိုမီတာဝက်အကွာရှိတောအုပ်ထဲတွင် ပြောက်ွယ်သွားသည်30မိနစ်15မိနစ်မိနစ်20သူတို့ထံမှမိသည်လှုပ်ရှားမှုမိသည်အချက်ပြမှုမှထွက်ပေါ်မလားစောင့်ကြည့်ခန်းနေရှိအရာရှိများစိတ်မရှိတော့သူတို့ဘာလုပ်နေကြတာလဲအိပ်ပျော်သွားကြပြီလားဘုံမူကြီးဒေးဗစ်ကသာကြီးငိမ့်စွာဖြင့်ဖန်သားပြင်ကိုစိုက်ကြည့်နေသည်သူ၏မျက်နှာတွင်ယုံကြည်မှုအပြည့်ရှိသောအပြုံးတစ်ခုထိုအချိန်တွင် အကဲဖြတ်တိုင်တူကအလန့်တကြားအော်လိုက်သည်ဓာတ်ဆခန့်ခန်းထဲကကင်မရာကို ကြည်စမ်းအားလုံးဤအကြည့်များထူဖန်သားပြင်စီတို့ရောက်သွားသည်သူတို့မြင်လိုက်ရသည်မှာမယုံနိုင်စရာမြင်ကွင်းတစ်ခု အခန်းဤကျမ်းပြင်မှတစ်သားပြတစ်ချက်တဖြည်းဖြည်းပွင့်လာပြီးအောင်ကျော်နှင့်ရဲဘော်နှစ်ဦးတိတ်ဆိတ်စွာထွက်ပေါ်လာသည် သူတို့သည်မြေအောက်မှရေပိုက်လိုင်းဟောင်းတစ်ခုကိုဖြတ်ကား အဆောက်အဦအောက်ခြေအထိရောက်အောင်လာခဲ့ကြခြင်းဖြစ်သည် သူတို့၏လှုပ်ရှားမှုမှာအရေးများကဲ့သို့ပုတ်ပါလွန်လာသည်ဒဆခံကိုစောင့်ကြက်နေသောအကျန်းဖက်သမားနှစ်ဦးတစုံတစ်ခုကိုတတိမထားမိခင်မှာပင်အောင်ကျော်တို့၏လျှက်တပြက်လဲပင်းချုပ်ခြင်းဖြင့်ကျန်းပြင်ပေါ်သို့အတန်မထွက်ပဲလဲကျသွားသည်တစ်ချိန်တည်းမှာပင်အဆောက်အဦအပြင်ဘက်တွင် ြံရစ်သောရဲဘော်သုံးဦးသည်ဝလုံးများကို အုံပြုကာအမိုးဘော်တို့ကြောင်တကောင်ကဲ့သို့တက်သွားကြပြီးရန်သူကင်းသမားများကိုအနောက်မှတိတ်တဆိတ်ချုံနှောင်လိုက်သည်9မိနစ်အတွင်းအကြမ်းဖက်သမားအားလုံးအရှင်ဖန်းစည်းခြင်းခံလိုက်ရသည်ဒဆခံမှဘေးမတည်ရန်မှခါအရေးကြီးဆုံးမှစစ်စင်ရေးတစ်ခုလုံးတွင်တနက်တစ်ချက်မြမဖောက်ခဲ့ရအချက်ပေးခေါင်းလောင်းတစ်ခါမြ မမီခဲ့အောင်ကျော်ကသူဤဆက်သွယ်ရေးဆက်မတစ်ဆင့်အတန်တိုးတိုးဖြင့်တခွန်းတဲသောစကားကို ပြောလိုက်သည်စစ်စင်ရေးပြီးဆုံးပါပြီစောင်းကြည့်ခန်းတစ်ခုလုံးအကြတံပင်မကြားရအောင်တိတ်ဆိတ်သွားသည် အားလုံးမင်တက်နေကြသည် သူတို့ဤဒေါ်လာတန်းပေါင်းများစွာတန်သောဤပညာများမလုံဆောင်နိုင်ခဲ့သည့်အရာကို မြမတက်ဖွဲ့ကရူရှင်းသောနီးပြူဟာတဘာဝပဝင်းခြင်းကိုနားလည်မှုနှင့်လူသားတို့၏စွမ်းရည်တက်တက်ဖြင့်ပြီးမြောက်အောင်စွမ်းဆောင်သွားခဲ့သည်ဘိုးမူးကြီးဒေးဗစ်ကထွက်လိုက်ပြီးအားလုံးကြားအောင်ပြောလိုက်သည်မင်းတို့အခုမြင်လိုက်ရတာကစစ်ပွဲမဟုတ်ဘူးအမှုပညာတရက်ပဲတိတ်ဆိတ်ခြင်းရဲ့အမှုပညာဒါကို နီးပညာနဲ့ဝယ်လို့မရဘူးဒါကတွေးချွေးနေ့ နှစ်ပေါင်းများစွာလေ့ကျင့်မှုတွေကနေမွေးဖွားလာတာထိုနေ့မှစ၍တော်ဝင်မွေဟောက်စည်ရေးလေ့ကျင့်ပွဲတွင်မိသူကများမြမတက်ဖွဲ့ကို မလောင်ရရဲကြတော့သူတို့ဤနေလောင်ထားသောအသားရေရိုးစင်းသောဝတ်စုံများဤနောက်ွယ်တွင်ကဘာအတော်ဆုံးစစ်တီတော်များဤတမဏိစိတ်တက်များရှိနေကြောင်းအားလုံးကသိရှိသွားကြပြီအောင်ကျော် မျက်လုံးဖွင့်လိုက်သည်သူ၏အတွေ့များပြစ်ဆုံးပန်တို့ပြန်ရောက်လာသည် ထိုအချိန်မှပင်ဖုံးလေရင်ကြီးသည်ပြင်းထန်စွာတုန်ခါသွားသည်ခီးတဲ့များ၏အလံတကြားအော်တန်များထွက်ပေါ်လာသည်အောက်ဆီဂျင်မျက်နှာဖုံးများ အပေါ်မှ ပြုတ်ကျလာသည်လေရင်ဤမီးများတစ်ချက်ပိတ်သွားပြီးပြန်လင်းလာသည်အရေးပေါ်မီးနီများမိတ်တုတ်မိတ်တုတ် လင်းလာသည်လေရင်မောင်းခမ်းမှအချက်ပေးခေါင်းလောင်းတံများစတင်ထွက်ပေါ်လာသည်လေရင်သည်ထိမ့်ချုပ်မရတော့ပဲတဖြည်းဖြည်းအောက်သို့ထိုးဆိုင်ကြနေသည်ဘာဖြစ်တာလဲဘာရီဖြစ်နေတာလဲခီးသည်များ ထိတ်လန့်တကြားအော်ဟစ်ကြသည်ကလေးများငိုယိုကြသည် လေရင်မယ်များက လူများကိုတည်ငြိမ်အောင် ကျိုးစားထိမ့်သိမ့်နေတော့လေသူတို့ဤမျက်နှာများတွင်လဲကြောက်ရွံ့မှုများအထင်သာရခင်ကအောင်ကျော်ကိုလှောင်ပြောင်းခဲ့တော့ဥယောပတိုက်တာစီးပွားရေးတမသူဤဇနီးကိုဖက်ကတုံရင်စွာဖြင့်ဆူတောင်းနေသည်အောင်ကျော်သူဤထံကုန်ခပတ်ကိုခင်းညင်းစွာဖြုတ်လိုက်သည်သူဤမျက်နှာတွင်ကြောက်ရွံ့မှုတစိုးတစီးများမရှိသူဤလှုပ်ရှားမှုတိုင်းသည်တည်ငြိမ်နေသည် စနစ်ကျနေသည် ထိုင်ကုန်မထကလေရင်မောင်းခန်းစီတို့ဥတီသွားသည် လေရင်မဲတူးကသူ့ကိုလက်ဖြင့်တားကအင်္ဂလိပ်လိုអោပြောသည် Sir please return to your seat it's an emergency please sit down the king ကျေးဇူးပြုပြီးထိုင်ကုန်ပြန်ထိုင်ပါဒါအရေးပေါ်အခြေအနေပါ ထိုင်ပါအောင်ကျော်ကသူမကိုတည်ငြိမ်သောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး ရှင်းလင်းပြတ်သားသောအင်္ဂလိပ်လေတန်ဖြင့်ပြန်ပြောလိုက်သည် I am a sergeant from the Myanmar Armed Forces. I have training in emergency flight control. The main pilot is incapacitated, isn't he? Let me help. ကျွန်တော်ကမြန်မာတပ်မတော်ကတက်ချက်ကြီးတယောက်ပါကျွန်တော်မှာအရေးပေါ်လေရင်ထိန်းချုပ်ရေးလေ့ကျင့်မှုတွေရှိပါတယ်ပင်မလေရင်မှုတခုခုဖြစ်နေတာမဟုတ်လားကျွန်တော်ကိုကူညီခွင့်ပေးပါလေရင်မဲ့ အံ့ဩသွားသည် သူမတွေ့ဝေသွားသည် သို့တော့အောင်ကျော်ဤမျက်လုံးများတည်ခြင်းတရားကိုအကြိမ်ကြိမ်ရင်ဆိုင်ဘူးသူတူဤမျက်လုံးများထိုမျက်လုံးများထဲမှယုံကြည်မှုနှင့် တည်ငြိမ်မှုက သူမကို ဆုံးဖြတ်ချက်တစ်ခုချစေလိုက်သည် သူမခေါင်းငိတ်လိုက်သည်အောင်ကျော်လေရင်မောင်းခန်းထဲသို့ဝင်သွားသည်လေရင်မောင်းခန်းထဲတွင် မြင်ကွင်းမှာပယံပရာဖြစ်နေသည်တင်မလေးရီမူးကြီးမှာနှလုံးရက်သွားပြီးထိန်ချုပ်ခတ်လုံးများပေါ်သို့မောက်ကြနေသည်တွဲဖက်လေးရီမူးမှာငယ်ရွယ်ပြီးအတွေ့အကြုံနေသေးသူဖြစ်ရာချွေးများရွှဲနစ်ကတုံရင်သောလက်များဖြင့်ထိန်ချုပ်တံကိုအတင်းဆွဲထားတော်လဲလေရင်ကြီးမှာတဖြည်းဖြည်းထိန်ချုပ်မရဖြစ်နေသည်အောင်ကျော်ဝင်လာသည်ကိုမြင်သောအခါသူအလတ်တကြားဖြစ်သွားသည် to you get out မင်းဘယ်သူလဲထွက်သွားအောင်ကျော်ကစကားမျက်မျက်မပြောသူသည်ပင်မလေးမူဤခန္ဓာကိုယ်ကိုညင်သာစွာဘေးသို့ရွှေ့လိုက်ပြီးထိမ့်ချုပ်ခုံတွင်ဝင်ထိုင်လိုက်သည်သူဤမျက်လုံးများကမိမိများအချက်ပေးတံများကိုကျော်လွန်ကလေရင်ဤအဓိကပြဿနာကိုရှာဖွေနေသည် hydraulic system was failing hydraulic snip အလုံးမလုပ်တော့ဘူးအောင်ကျော်ကတင်းငိမ့်စွာပြောလိုက်ပြီး we need to switch to manual override and divert all auxiliary power to the primary flight controls now ကျွန်တော်တို့ manual snip ကို ပြောင်းပြီးအရန်စွဲအင်အားလုံးကိုအဓိကထိန်းချုပ်မှုစီကိုရမယ်အခုချက်ချင်းတွဲဖက်လေရင်မူမင်တက်နေသည်တို့တော့အောင်ကျော်ဤအေးဆက်ပြီးယုံကြည်မှုအပြည့်ရှိသောအတန်းနှင့် ူဤကျွမ်းကျင်သောလှုပ်ရှားမှုများကြောင့်သူတွေ့ဝေမနေတော့ပဲအောင်ကျော်ညွန်ကြားသည့်အတိုင်းလိုက်လုပ်သည် altitude drop rate is too high pull up pull up လေယာဉ်အောက်ဆင်းနှုန်းအယမ်းမြန်နေပြီပြန်ဆွဲတင် ပြန်ဆွဲတင် i'm trying it's not responding ကျွန်တော်စူးစမ်းနေတယ်တုံ့ပြန်မှုမရှိဘူးအောင်ကျော်ကခလုတ်ပေါင်းများစွာကိုလျှက်တစ်ပြက်အချိန်ဖြစ်ဖွင့်လိုက် ပိတ်လိုက်လုံနေသည်သူသည် မလိုအပ်သောစနစ်များကိုတစ်ခုပြီးတစ်ခုပိတ်ပစ်နေသည် လေရင်ဤဆွမ်းအင်အားလုံးကိုတောင်ပံများနှင့်အမီးပိုင်းကို ထိန်းချုပ်သည်အ धिक စနစ်စီတို့ပို့ဆောင်ရန်သူဤအုံနောက်ထဲတွင် UK တွင်နေကျင်ခဲ့ရသည့်ဖြစ်ကြနေသောလေရင်ပုံစံတို့ကိုထိန်းချုပ်ခဲ့ရသည့်အတွေ့အကြုံများ ပြန်ပေါ်လာသည့်ထိုစဉ်ကသူသည် မုံတိုင်းတိုက်နေသော အခြေအနေတွင် လေရင်ကိုအောင်မြင်စွာဆင်းသက်နိုင်ခဲ့သည်ယခုလက်တွေ့ဘဝတွင်သူထမှန်ရင်ဆိုင်နေရပြီမိမိအနေငယ်ကြသောငရေခမ်းလာတိုက်ပွဲအပြီးတွင် လေရင်ကြီးဤတုံခါမှုတဖြည်းဖြည်းငြိမ်သက်သွားသည် လေရင်သည်အောက်သို့ထိုးဆိုင်မနေတော့ဘဲတည်ငြိမ်စွာဖြင့် ရှေ့သို့ဆက်လက်ပြန်တန်းနေသည်သူတို့လေရင်ကိုပြန်လဲထိမ့်ချုံနိုင်လိုက်ပြီးအောင်ကျော်ကရေဒီယိုကိုဖွင့်လိုက်ပြီးအနည်းဆုံးလေစိတ်ဖြစ်သည့်အိန္ဒိယနိုင်ငံကာလကတာမျိုးရှိလေချောင်းထိမ့်ချုံရေးစခန်းသို့အရေးပေါ်အကူအညီတောင်းခံလိုက်သည် Mayday 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 This is flight 9207 Main pilot is incapacitated we have partial hydraulic failure. Requesting emergency landing at Calcutta in International Airport. Repeat, requesting emergency landing. Mayday. 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 Da. Please, Emma, Kunapa, Naya said about Bimali Mu. Three little hydraulic in it. The Zeta Bain Piacini Bare, Galagada, Bibi Sayan Lizema, a was in the quint. Down come, 林英看那瑞，东 n a 面一站多 n 卡，西对面的皮皮 i 年多家的都路，阿达心里在嘀咕，没有那片的家的，明天那 i 家人，林英没意，只伢等，托波 d 的。Ladies and gentlemen, we are preparing for an emergency landing. Please fasten your seatbelts and follow the instructions of the cabin crew. လူကြီးမင်းများခင်ဗျာကျမတို့အရေးပေါ်ဆင်းသက်ဖို့ပြင်ဆင်နေပါတယ်ကျေးဇူးပြုပြီးခါပတ်တွေကိုတေချာပတ်ထားကြပါ နောက်ထပ်မိနစ်30အကြာလေရင်ကြီးသည်ကာလကတာလေးစိတ်ဤပြည်လန်းပေါ်သို့ဒီများညင်သာစွာထိတွေ့လိုက်သည်တစ်ချက်ပြင်းထန်စွာတုန်ခါသွားပြီးနောက်လေရင်ကြီးလုံးဝရက်တန့်သွားသည် စကတ်အနှဲငယ်ကြတိတ်ဆိတ်သွားပြီးနောက် လေရင်ခန်းတစ်ခုလုံးလက်ခုပ်တံများအော်ဟစ်အောင်ပွဲခံတံများငိုရှိုက်တံများဖြစ်စူညံသွားသည်သူတို့အသက်ရှင်ခဲ့ပြီးလေရင်မောင်းခန်းတကာပွင့်လာသည်တွဲဖက်လေရင်မူတုံရင်သောခြေလမ်းများဖြင့်ထွက်လာသည် သူ၏နောက်တွင်တည်ငြိမ်သောမျက်နှာထားဖြင့် တက်ကြွကြီးအောင်ကျော်လေရင်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည့်အားလုံး၏မျက်လုံးများအောင်ကျော်စီသို့စုပြုံရောက်ရှိသွားသည်ယခင်ကသူ့ကို မထီမဲ့မြင်ပြုခဲ့သောမျက်လုံးများမဟုတ်တော့ယခုထိုမျက်လုံးများထဲတွင်အံ့ဩခြင်း၊ကျေးဇူးတင်ခြင်းနှင့်လေးစားကြည်ညိုခြင်းများအပြည့်နှက်ဥယောပတိုက်တာစီးပွားရေးတမသူ၏ထိုင်ကုန်းမှထကအောင်ကျော်၏ရှိတွင်ခေါင်းကို ညှို့ချိုးသည့်အထိငုံကအယိုသေးပေးလိုက်သည်သူ၏ဇနီးသည်မှာမျက်ရည်များဖြင့် Thank you sir thank you for saving our lives we are so sorry ကျေးဇူးတင်ပါတယ်တခင်ကျွန်တော်တို့အသက်ကိုကယ်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့တခင်တောင်းပန်ပါတယ်ခီးတယ်များတယောက်ပြီးတယောက်လေရင်ပုံမှဆင်းသွားကြသည်သူတို့အားလုံး အောင်ကျော်ကို ဖြတ်သွားတိုင်းဥညွတ်အယိုအသေးပေးသွားကြသည် အောင်ကျော်မိသည့်စကားမြပြန်မပြောသူညင်သာစွာခေါင်းတစ်ချက်သာညိတ်ပြလိုက်သည်သူသည်သူရဲကောင်းတဦးကဲ့သို့ဂုံပြူခံရန်မမျော်လင့်သူသည်တမတော်သားတဦး၏တာဝန်ကိုခြေပွန်စွာထမ်းဆောင်ခဲ့ခြင်းသာဖြစ်သည်လေစိတ်တွင် လိုအပ်သောစစ်ဆေးမေးမြန်းမှုများပြီးဆုံးသောအခါအောင်ကျော်သည် သူ၏စစ်ဟောင်းလေးကိုလွှဲကာလူအုပ်ကြားထဲသို့တိတ်ဆိတ်စွာထွက်ခွာသွားသည့်သူမိသူမိဝါဖြစ်ကြောင်းမိတိကုံပြူမှုကိုမှ မတောင်းဆိုသို့တော်ထိုနေ့ထိုလေရင်ပေါ်တွင်ပါလာခဲ့ကြသောခီးဤသည်ရာပေါင်းများစွာ၏နှလုံးသားထဲတွင်မူသူတို့၏အသက်ကိုကယ်တင်ခဲ့သော ရိုးစင်းသည့်မြမစစ်သားလေး၏ပုံရိပ်သည်တတလုံးဆွဲထင်ကြံရစ်သွားပြီတော့မည်သူတို့သည်တန်မိုးရှိသောသင်္ကန်းစာတစ်ခုကို ရရှိလိုက်ကြသည်လူတစ်ယောက်၏တန်မိုးသည်သူ၏အပြင်ပန်းရုပ်၏သူ၏ဝစားစင်ရင်မှုတို့မဟုတ် သူ၏ပိုင်ဆိုင်မှုများပေါ်တွင် မတည်ရှိ လူတစ်ယောက်၏စစ်မှန်သောတန်မိုးသည်သူ၏နှလုံးသားထဲရှိရဲစွမ်းတက်သည့် သူဤစိတ်သက်သေရှိကြံ့ခိုင်မှုနှင့် အကြက်တဲကာလာတွင်အခြားသူများဤအသက်ကိုကယ်တင်ရန်တာဝန်တည်တတ်မှုတို့တွင်သာကြီးရှိသည်တက်ချက်ကြီးအောင်ကြော်ခဲ့သူသောတိတ်ဆိတ်ငြိမ်သက်သည့်သူရဲကောင်းများသည်ချီကျူးဂုံပြူတံများကိုမလိုအပ်သူတို့၏လောက်ရများကပင် သူတို့၏ဂုံတိတ်ခါကိုအကျေလောင်ဆုံးဟစ်ကျွေးနေသောကြောင့်ဖြစ်ပါသည်ဒီဇလန်လေးက တင့်ကိုစိတ်လှုပ်ရှားစေခဲ့တယ်ဆိုရင်မြမတက်မတော်သားတဦးအတွက်ဂုံယူတဲ့စိတ်ဖြစ်ပေါ်လာစေခဲ့တယ်ဆိုရင်ကျေးဇူးပြုပြီး အောက်ကခမတ်မှာတင့်ရဲ့ခံစားချက်ကို ရေးသားမျှဝေခဲ့ပေးပါတင့်ရဲ့ show တစ်ခု subscribe တစ်ခုကကျွန်တော်တို့အတွက်အားစေးတစ်ခွက်ဖြစ်စေုံသာမက ကျွန်တော်တို့နိုင်ငံရဲ့တိတ်ဆိတ်ငြိမ်သက်တဲ့သူရဲကောင်းတွေအကြောင်းကိုကဘာကပူတီအောင် ဖြန့်ဝေပေးရလဲရောက်ပါတယ်။နောက်ထပ်ဒီလိုစိတ်ဝင်စားစရာကောင်းပြီးအထိပ္ပယ်ရှိတဲ့ဇလန်းတွေကိုလက်မလို့ရအောင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်